တံပေါ်ရှိတဲ့စကားသုံးခွန်းဟိုချစ်ရှိတော့ကအညာဒေသစမုံချောင်းဘင်းမှာညောင်ပင်လားဆိုတဲ့ရွာလေးတွေ့ရရှိပါတယ်။အဲ့ဒီရွာမှာစိတ်တဘောရာပြေဝပြီးတောင်သူလုပ်ငန်းနဲ့အသက်မွေးနေထိုင်တဲ့ဘာယီဦးထွန်းဇန်ဆိုတဲ့မုတ်ဆိုးဘုဘိုးကြီးတယောက်ရှိခဲ့ပါတယ်။ဘာယီဦးထွန်းဇန်မှာအတူနေထိုင်တဲ့သားလေးတယောက်လေးရှိပါတယ်။ဘာယီဦးထွန်းဇန်ဟာအသက်ရွေးကျင်းလာတော့ကျမ်းမာရေးလေယိုယွင်းလာတာပေါ့။သူ့ကိုယ်လွန်ခါနီးမှာစီးပွားဥစ္စာတွေမပေးနိုင်လို့ မိဘအမွေအဖြစ်သုံးခွန်းသောစကားကိုတာလေးယောက်တို့ကိုမှာကြားပြောဆိုခဲ့ပါတယ်အဲ့ဒီစကားသုံးခွန်းကတော့နံပါတ်1နေ့စဉ်နေ့တိုင်းအကြီးမြတ်ဆုံးအရာကိုဥညွတ်ပါ အတူယူပါနံပါတ်2ရှုံးမြင်တဲ့အစားစာကိုစားပါနံပါတ်3နှုံညံ့တဲ့အိပ်ရာနဲ့အိပ်ပါဆိုတဲ့စကားသုံးခွန်းဖြစ်ပါတယ်အဲ့ဒီနောက်မှာတော့မကြခင်ဘာကြီးဥထုံးစင်ဟာလေလူကြီးယောဂာနဲ့ကွေလွန်သွားခဲ့ပါတယ်အဲ့ဒီအခါအကြီးဆုံးသားဖြစ်သူကဖခင်ကြီးမှာကြားချက်အတိုင်း အကြီးမြတ်ဆုံးအရာကိုဥညွတ်ရှင်တာနဲ့စင်ထင်းအလုပ်ကိုလုပ်ပါတယ်။တားအလက်ဖြစ်တဲ့သူကတော့ရှိုးမြင်တဲ့အစားအစာကိုစားရှင်တာနဲ့ပြားရည်နဲ့လုပ်တဲ့အမှုတွေကိုရောင်းချပါတယ်။တာရိယသားကတော့နုံညံ့တဲ့အိယာနဲ့အိတ်ရှင်တာနဲ့ငှက်မွေးနဲ့ပြုတ်လုတဲ့အိယာခင်းတွေကိုအယောင်းအဝေးပြုတ်လုခဲ့ပါတယ်။အငယ်ဆုံးသားလေးကတော့ဖခင်တင်ပေးခဲ့တဲ့လက်သမားပညာနဲ့အသက်မွေးခြင်းပြုတ်ပါတယ်။ ဖခင်ကြီးကိုယ်လွန်ပြီးနောက်ဒါလေးယောက်တို့ဟာ ဖခင်ကြီးမှာကြားဆုံးမခဲ့တဲ့အတိုင်းစကားသုံးခွန်းကိုမိမိတို့ညံမှင်သမျှတွေးတိုးကြံစခံယူကြပြီးဘဝခရီးလမ်းကိုဖြတ်တန်းခဲ့ကြရာနှစ်ပေါင်း20ကျော်ကာလကိုရောက်ရှိခဲ့ကြပါတယ်။အဲ့ဒီအချိန်မှာအငယ်ဆုံးသားလေးဟာဇီဝဥစ္စာအကျွေးဝဆုံးအချမ်းသာဆုံးအကြီးပွားဆုံးဖြစ်နေပါတယ်။အဲ့ဒီအချိန်မှာကြံရှိတဲ့အကိုကြီး၃ယောက်ကတော့ ဘဝကိုပင်ပန်းဆင်းရဲစွာနဲ့ယုံကံရင်ဆိုင်ဖြတ်တန်းနေကြရပါတယ်အဆိုပါဖြစ်ရက်တွေကဘာကိုပြနေသလဲဆိုရင်ဖခင်ရဲ့စကားကိုနားထောင်လိုက်နာသူရှင်တူပေမဲ့ခံယူရှက်ရှင်အမြင်ရှင်းမတူတာကြောင့်ဘဝရဲ့ဖွဖြိုးတိုးတက်ပုံရှင်လေမတူကွေးပြားရှားနာသွားကြတယ်ဆိုတာပဲဖြစ်ပါတယ်အငေဆုံးသားလေးရဲ့ခံယူကျင့်သုံးပုံက နေစင်တဲ့တိုင်အကြီးမြတ်ဆုံးအရာကိုဥညွတ်ပါ အတူယူပါဆိုတာနေမင်းကြီးကိုဥညွတ်တဲ့အနေနဲ့နေထွက်မှသည်နေဝင်ရှင်အထိလုံးလဝိရိယဇွတ်တတိတို့နဲ့အလုတ်ကိုလုတ်ခဲပါတယ်အကြီးမြတ်ဆုံးဖြစ်တဲ့ဘုရားစကားကိုနားထောင်မှတ်သားလိတ်နာကျင့်သုံးပါတယ်နန်းနဲ့နေထွက်ရှင်မှတစ်ကြိမ်ညနေနေဝင်ရှင်မှတစ်ကြိမ်ဘုရားကိုအမြဲဝတ်ပြုပါတယ်ရှောမြင်းနဲ့အစားအစာကိုစားပါဆိုတာပြားရည်တကားရည်နဲ့စီရင်ထားတဲ့အစားအစာကိုဆိုလိုခြင်းမဟုတ်ပါဘူး မိသားစုစုစုညီညီဝိုင်းဖွဲ့ပြီးအစားအစာကိုအတူတဝစားတော့ခိုင်းတာဖြစ်ပါတယ်မိသားစုပြပြွှွှင်ရွှင်နဲ့ဝိုင်းဖွဲ့ပြီးစားတော့ချင်းဟာအချိုမြိန်ဆုံးထမင်းဝိုင်းပဲမဟုတ်ပါလားငပိရင်နဲ့စားရလေပြားရင်နဲ့စားရသလိုရှုံးမြင်နေတာဟာမိသားစုထမင်းဝိုင်းပဲဖြစ်ပါတယ်နုညံ့တဲ့အိယာနဲ့အိဆက်ပါဆိုတာမွေရကိုစိုးအမွှေးနဲ့သာထုံမုံးစီရှစ်ထားတဲ့ကတဲ့နဲ့အိဆက်ခိုင်းခြင်းမဟုတ်ပါဘူးနောင်တပူပန်ရှင်ကင်အကျွေးကင်းရှင်ငါးပါးသီလလုံးချင်း နေချိန်မှာပဲအိတ်ဆက်အိတ်ဆက်ဘယ်နေရာမှာပဲအိတ်နေအိတ်နေနှိမ့်ရှိစွာအိတ်ပြောနိုင်ပြီးပန်မွေးရာပေါ်မှာအိတ်ရတလိုမျိုးအိတ်ဆက်နိုင်တာကိုဆိုလိုခြင်းဖြစ်ပါတယ်အငေဆုံးသားလေးကတော့ဖခင်ကြီးရဲ့ဆုံးမစကားကိုအထက်ဖော်ပြပါအတိုင်းအတိတ်ပြဖွင့်ဆိုပါတယ်နှလုံးသွင်းပါတယ်လက်တွေ့ခံယူကျင့်သုံးပါတယ်အဲ့ဒီလိုခံယူကျင့်သုံးတာကြောင့်ကြည်ပွားတိုးတက်အောင်မြင်လာခြင်းဖြစ်တယ်ဆိုတာဘယ်သူမှမငြင်းနိုင်ပါဘူးပုံမြင်လေးကတော့ဒါပါပဲ ဒီပုံမြင်လေးကိုဝေဖန်သုံးသပ်အဖြေရှာကြည့်မည်ဆိုရင်ဖခင်ကြီးရသား၄ယောက်ကိုရှစ်မောက်တို့အတူတဝခူယူပြီးစကားသုံးခွန်းကိုပြောဆိုဆုံးမခဲ့တာဖြစ်ပါတယ်မသူကိုမှအပေါ်စကားပြောကြားခင်းရှင် မရှိပါဘူးခံယူလိုက်နာသူရဲ့ဆင်ရှင်မှုတွေးခေါ်မှုနားလေနိုင်ဆုံးရှင်းမှုနဲ့ကျင့်သုံးလိုက်နာလှုပ်ဆောင်မှုတွေမတူညီတဲ့အတွက်အကျိုးရလက်များလေးကွာရှားရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေများလေးဆရာမင်းပါလူကြီးသူမများရဲ့ဆုံးမစကားတွေကိုနာယူမှတ်သားပြီး ကြိုထျောက်စွာအသုံးပြုနိုင်ကြပါစေလို့ဆန္ဒပြုပါရယ်ဗျအဆုံးထိနာဆင်ပေးကြလို့အားလုံးကိုကျေးဇူးတင်ပါတယ်